ဒီကမ္ဘာလုံးကိုရင်းနှီးတည်သွင်းအောင်ဗောဂျိုဝါတော်လေးအစိုးရချင်းပြကြဆောင်းမှုကြောင့်အစဉ်အဆုံးဖြစ်လာတဲ့နိုင်ငံတစ်ခုအားလုံးမင်္ဂလာပါဗကန်အန်တထိန်မန့်ချန်နယ်ကနေကြိုဆိုပါတယ်ဒီနိုကားစီဖြည်တဲ့ကုန်ကြစည်ရေဒေါ်လာနိုင်ငံစီအားမြေပုံပေါ်မှာတော့ရှာရခဲ့တဲ့ဗင်နီဇွဲလားနိုင်ငံစီရောက်သွားလိမ့်ရှိပါတယ်တကယ်တော့တင်ပေါ်ဝါရဲ့ကဏ္ဍအားလုံးနှိပါကိုဗင်နီဇွဲလားရေနယ်ကပုံစံတစ်မျိုးမျိုးနဲ့လွှမ်းမိုးထားတာပါဥပမာလမ်းမကြီးတွေဖောက်လို့တဲ့ကက်တရာတင်းရဲ့ဒါယာတွေရောပါတင်းရဲ့ကွန်ပျူတာဖက်နက် TV ပရီဘောကတွေတဲကပလတ်စတစ်စတဲ့ပစ္စည်းတွေမှာပါဝင်ပါတယ် ဒီရဲ့ချက်ချမဲ့ဗင်နီဇွဲလာဟာကမ္ဘာပေါ်မှာအထူးခြားဆုံးစီးပွားရေးရှိတဲ့နိုင်ငံဖြစ်နေတာပါတချို့ရှုတော့နေမှာဗင်နီဇွဲလာနဲ့သူ့ရဲ့ပြည်သူတွေဟာစီးပွားရေးဆိုင်ရာကြိုးကြောင်ဆင်ခြင်မှုတွေကိုပါစန့်ကျင်နေပါတယ်ဒေါ်လာ90နဲ့ဒက်စီအပြည့်ဟာဗင်နီဇွဲလာနိုင်ငံသားတွေအတွက်အခမဲ့နေပါဖြစ်နေပါတယ်မြို့တော်ကာရာကက်စ်ပတ်ဝန်းကျင်ကကြေပြန့်တဲ့စည်ရင်းသားရက်ွက်တွေမှာနေတိုင်းသူတွေဟာအစားအစာအိမ်သာဆုံးစက်ကူနဲ့ဖက်နှက်စတဲ့အခြေခံလိုအပ်ချက်တွေမရရှိနိုင်ပဲဖြစ်နေပါတယ်ဒါပေမဲ့သူတို့အားလုံးမှာ Direct TV ရှိကြပြီးစေကျော်သက်သမီးလေးတွေကိုအလှပခွဲစေကူတာပေးဖို့အတွက် ငွေချေးပေးကြပါလိမ့်2010မှာဗင်နီဇွဲလာနိုင်ငံသားတဦးအောင်ပါရီကိုလျင်စီးသွားပြီးငွေလေးလေလိုက်တာနဲ့အနည်းဆုံးလောက်ကလာစာရင်9နှစ်စာလောက်ကိုပြန်ယူလာနိုင်ပါလိမ့်လူရီယာငွေကိုရှာရှာပပစုဆောင်းလိရှိပြီးရတာနဲ့ချက်ချင်းသုံးပြဖို့ရွေးချယ်တက်ကြပါလိမ့်တလက်လက်တောက်နေတဲ့ဟိုတယ်ရီယာဒင်းမလုံးငွေနှုံးနဲ့သုံးဆွဲလေးဆိုတဲ့အပေါ်မှာမူတည်ပြီးကဘာပေါ်မှာဈေးကြီးဆုံးလေးဖြစ်နိုင်တယ်လို့ဈေးပေါ်ဆုံးလေးဖြစ်နိုင်ပါလိမ့်ဒီနိုင်ငံမှာကဘာအကြီးဆုံးတက်တည်ပြထားပြီးသားရင်းနှီးရန်ပမာဏရှိနေပြီမေ2019ခုနှစ်မှာတော့ပြည်မြနိုင်ငံသားတအူးဟာအစားအစာပြည့်လက်မှုကြောင့်မေကိုလေးချင်း8.8ကီလိုဂရမ်ကျဆင်းခဲ့ပါတယ် သူတို့စားသုံးတဲ့ပစ္စည်းတွေကိုယ်တိုင်ထုတ်လုပ်တာမရှိသလောက်နဲ့ပါပြီးအရေးပါတဲ့အရာအားလုံးနှိပါကိုအပြင်ကနေတင်သွင်းနေရပါတယ်။အဆိုးဆုံးကတော့ဗင်နီဇွဲလားဟာတချင်ကယူနိုက်တက်ကင်းတက်တက်ကိုချမ်းသာတဲ့ကမ္ဘာစတုထအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပြီးမြေယခုခါမှာတော့အနောက်ကမ္ဘာချမ်းမှာအဆင်းရဲဆုံးနိုင်ငံဖြစ်နေပါတယ်။ဗင်နီဇွဲလားရဲ့ဒီလိုကြွားချမ်းသာခဲ့မှုတဲ့ထူးဆန်းတဲ့ကြောင်းမဲ့ပွဲကောင်းတဲ့စီးပွားရေးဇာတ်လမ်းရဲ့အဓိကအကြောင်းရင်းကတော့သူ့မှာရှိတဲ့ရင်းနှီးစိမ်းပမာဏကြီးမားခြင်းနဲ့အဲ့ဒီရှင်နန်းကအာနာရှိသူတွေပေါ်အကျင့်ပြကြဆမှုပဲဖြစ်ပါတယ်။ ဒါကပါပေါ်ကအထူးခြားသောစီးပွားရေးနဲ့ခေတ်သစ်သမိုင်းမှာစီးပွားရေးဆိုင်ရာအဆိုးရွားဆုံး BNDR တွေပဲဖြစ်ခဲ့တဲ့ဗင်နီဇွဲလားနိုင်ငံရဲ့ဇလန်းပဲဖြစ်ပါတယ်။ရေနံစတင်တွေ့ရှိခြင်းနဲ့ဆွဲလမ်းမှု1914-1930ပြည့်လို့နေပြ1914ခုနှစ်ဇွန်လ31ရက်နေ့မှာ B300 နဲ့တွင်းကနေအနက်ရောင်စေးကတ်တဲ့အရေတမျိုးစီးထွက်လာပြီးပထမဆုံးသောစီးပွားဖြစ်ရေနံတွင်းကိုစတင်တွေ့ရှိခဲ့ရမှာဗင်နီဇွဲလားရဲ့ဘဝဟာထာဝရပြောင်းလဲသွားခဲ့ပါတယ်။ ို့စီကအာနာရှင်ဂျွန်ဖီဆက်ဂိုမတ်ဆာသူရဲ့အာနာရှင်စနစ်ကိုထောက်ပံ့ဖို့အတွက်နိုင်ငံခြားကုမ္ပဏီတွေကိုရင်းနှီးတူးခွင့်ထုတ်ယူခွင့်တွေကိုအခွန်နဲ့အခွင့်အရေးမယူဘဲနဲ့ခွင့်ပြုပေးခဲ့ပါတယ်ရင်းနှီးလုပ်ငန်းလုပ်ပိုင်ခွင့်တွေပေးပြီးသူရဲ့ပအဝင်ချင်ကလူတွေကိုမျက်နှာသာပေးကရင်းနှီးဝင်ခွင့်အပေါ်မိခိုးတဲ့တက်စာကုံရက်တခုတိစောက်ခဲ့ပါတယ်နောက်တနက်ဆက်တဲ့နေ့အတွင်းမှာပဲဗင်နီဇွဲလာဟာကမ္ဘာပေါ်မှာဒုတိယကြီးဆုံးရင်းနှီးထုတ်လုပ်သူဖြစ်လာပြီးရင်းနှီးဝင်ခွင့်ကိုဆွဲလက်လာခဲ့ပါတယ် အဲ့ဒီဝင်ငွေအားအစိုးရဝင်ငွေ၃ပုံ၄ပုံနဲ့ပို့ကုန်ရ60ရာခိုင်နှုန်းကိုထောက်ပံ့ပေးခဲ့ပါတယ်။ရင်းနှီးလုပ်ငန်းကလောကလာစာမြန်မာစွာပေးတာကြောင့်ဗန်နေပွင့်လာပြီးဝန်ဆောင်မှုပေးတဲ့စီးပွားရေးလုပ်ငန်းတွေပေါ်ပေါက်လာခဲ့ပါတယ်။တောင်သူလယ်သမားတွေကမြေတွေကိုစွန့်ပြီးရင်းနှီးငွေရရှိဖို့မျိုးတွေစီကိုရှေ့ပြောင်းလာခဲ့ပါတယ်။ရင်းနှီးဝယ်လိုအားတက်လာတာနဲ့မြန်မာဗင်နီဇွဲလာရဲ့ငွေကြေးဖြစ်တဲ့ဘိုလီဗာရအတွက်လည်းဝယ်လိုအားမြင့်တက်လာခဲ့ပါတယ်။ဒါကနိုင်ငံခြားကွန်ပျူတာစီးတွေတင်သွင်းတဲ့ကုန်ကြမ်းစီးကိုပုံမှန်တက်တာစီပြီး ကုန်ပစ္စည်းတင်ပို့မှုကိုပုံမှန်ဈေးကြီးစေပါတယ်။ဒါကြောင့်ပြည်တွင်းထုတ်လုပ်သူတွေအားဘာတစ်ခုမှပြပကိုမတင်ပို့နိုင်တော့ဘဲစားသုံးသူကနိုင်ငံခြားကုန်ပစ္စည်းတွေကိုဝယ်ယူတာကအသက်သာဆုံးဖြစ်လာပါတယ်။ဘော်လီဗာဈေးစွန်းနဲ့တခုတူမှာ90ရာခိုင်နှုန်းတိုးလာခဲ့ပြီးကမ္ဘာပေါ်မှာအင်အားကောင်းဆုံးငွေကြေးတစ်ခုဖြစ်လာပါတယ်။နိုင်ငံသားတွေအားစေကံပစ္စည်းတွေစတင်တင်သွင်းနိုင်ခဲ့ပြီးမြေလူ့ဘွေစည်းကရင်းနှီးအပေါ်လွန်ကဲစွာနဲ့မိခိုးလာခဲ့ပါတယ်။1930ပြည့်လွန်နှစ်တွေနောက်ပိုင်းမှာစီးပွားရေးကုန်ကြမ်းစည်းလောကလာစားနဲ့ကုန်ပစ္စည်းစည်းနှုန်းတွေအားလုံးကတန်ဖိုးမြင့်နေတဲ့ငွေကြေးနဲ့ချိတ်ဆက်သွားခဲ့ပါတယ်။ 1939ခုနှစ်မှာကာရာကတ်စာကပောက်မှနေထိုင်မှုဈေးကြီးဆုံးမြို့ဖြစ်လာခဲ့ပါတယ်။ဂိုမက်စ်ကွယ်လွန်ပြီးတဲ့နောက်မှာသူရဲ့အာနာရှင်ပုံစံအုပ်ချုပ်ရေးစနစ်ကနောက်ဆက်တွဲခေါင်းဆောင်နေစီကိုဆက်လက်တိုက်ရောက်ခဲ့ပါတယ်။50 50မူမသည်ဈေးပွားရေးပြက်ကက်စီတို့ဒုတိယကမ္ဘာဆက်ဖြစ်တဲ့အခါမှာတမရမက်ဒီနာဟာအမေရိကန်ရဲ့အကူအညီနဲ့ပဲနိုင်ငံခြားရှင်နဲ့ကုမ္ပဏီတွေနဲ့ပြန်လည်ညှိနှိုင်းခဲ့ပါတယ်။ဒီကနေ့1943ခုနှစ်မှာ50 50မူဆိုတဲ့ရေနံဥပဒေအစ်စ်ကိုပြဋ္ဌာန်းနိုင်ခဲ့ပြီးရေနံမြတ်ရဲ့တဝက်ကိုနိုင်ငံတော်ကရရှိစေခဲ့ပါတယ်။ ီနီဇီလာရဲ့ဒီအမှုကိုအရှေ့လေပိုင်းနိုင်ငံတွေကပါလက်ခံကျင့်သုံးလာပြီးဗီနီဇီလာရင်းနယ်ကိုတစ်ဖက်အမျက်ဆုံးဖြစ်စေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးမှရင်းနယ်ဝယ်လူဝါတိုးလာပြီးအရှေ့လေပိုင်းမှာပဋိပက္ခတွေဥပမာစူးဝဲတူးမြောက်ပိတ်ခြင်းဖြစ်သွားတာကြောင့်ဗီနီဇီလာဟာနိုင်ငံငွေကြေးအများဆုံးရရှိသူဖြစ်လာပါတယ်။အစိုးရဒီဝင်ဝင်ပိုရှင်နာတွေကိုတက်စီစင်းလုံးတွေကိုများစွာထောက်ပံ့ပေးဖို့အသုံးပြုခဲ့တဲ့အတွက်ကမ္ဘာပေါ်မှာဈေးသက်သာဆုံးတက်စီဖြစ်လာပါတယ်။ဒါပေမဲ့လူပဲစီးရဲ့ကဏ္ဍအားလုံးကဝင်ဝင်ပိုများဖို့တောင်းဆိုလာခဲ့ရပါတယ်။ နိုင်ငံရေးမှာတိမငြိမ်ဖြစ်လာပြီးစစ်တပ်ဟာနိုင်ငံရေးမှာဩဇာကြီးမားသူဖြစ်လာပါတယ်။ဓမ္မနာကိုရာထူးကနေဖယ်ရှားပြီးတဲ့နောက်မှာ1952ခုနှစ်မှာပြီးတော့ဂျင်းနဲ့ဆိုရဲနောက်ထပ်အာဏာရှင်တို့ဥကိုတင်းမြောက်ခဲ့ပါတယ်။သူဟာတိုက်ခိုက်တွေကိုနှိမ်နှင်းပြီးတော့မဲမသမာမှုတွေကိုလုပ်ခဲ့ပေမဲ့သူ့ရဲ့အုပ်ချုပ်မှုကာလအတွင်းမှာဗီနီဇွဲလားဟာပုံမကျွေးဝလာပြီးအနောက်တိုင်းကုမ္ပဏီတွေဝင်ရောက်လာပါတယ်။သူဟာနိုင်ငံကိုခင်မြောက်လုပ်နိုင်မယ်လို့ယုံကြည်ကြပြီးအခြေခံအဆောက်စေယုံကျောင်းနဲ့လမ်းမကြီးတွေလိုကြီးမားတဲ့ပြည်သူ့လုပ်ငန်းစီမံကိန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။ corporation တွေကိုချင်းဝင်များစွာပေးပြီးစစ်တပ်ကိုထိန်းချုပ်ထားနိုင်ဖို့အတွက်လည်းငွေတွေအများကြီးသုံးစွဲခဲ့ပါတယ်။ ာဏာရှိချင်းနဲ့စေကူးခဲ့တဲ့ကြီးမားတဲ့စီမဲခင်းဒီမှာမကြခင်မှာပဲအချင်းပြချားစားမှုအလေးလွတ်များခြင်းနဲ့လက်ပေးလက်ယူမှုတွေအများကြီးပါဝင်နေကြပေါ်လွင်လာပါတယ်။လမ်းမကြီးအသည့်တွေဖောက်လုတာဟာမပြည့်တဲ့စရိတ်ကြီးမားလုံးခဲ့ပြီးနိုင်ငံပါလုပ်ငန်းတွေကလည်းရှုံးပေါ်ကပြည်သူဝန်ဆောင်မှုတွေကလည်းမျှော်မှန်းထားသလောက်မပြည့်မြောက်ခဲ့ပါဘူး။အဆုံးသတ်မှာတော့စစ်တပ်ပေါ်ထားတဲ့ဂတိတွေမတည်နိုင်တာကသူ့ကိုရာထူးကလည်းပြုတ်ကျစေခဲ့တဲ့အဓိကအချက်ဖြစ်ခဲ့ပါတယ်။1958ခုနှစ်ဇန်နဝါရီမှာသူ့ရဲ့ရင်းနှီးဆုံးစိတ်အကြံပေးတွေကသူ့ကိုထွက်သွားဖို့ပြောခဲ့တဲ့အတွက်သူဟာထိတ်လိုက်တဲ့ကြားနဲ့မိသားစုကိုခေါ်ပြီးငွေပြေးပေးထားတဲ့ခရီးဆောင်အိတ်တီနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံကိုထွက်ပြေးခဲ့ရပါတယ်။ဒီချိန်မှာဗီနီဇွဲလာရဲ့စီးပွားရေးနဲ့လူတွေရဲ့အပြုအမူတွေဟာစမ်းကြဲတဲ့ပုံစံမျိုးဖြစ်နေပါတယ်။တန်ဖိုးလုံနေတဲ့ဘိုလီဗာငွေကြေးကြောင့်ပဲရေနယ်နဲ့မပတ်သက်တဲ့စီးပွားရေးကဏ္ဍအများစုဟာပျက်စီးခဲ့ရပါတယ်။ကျန်ရှိနေတဲ့လုပ်ငန်းတွေကလည်းဝန်ထမ်းတောင်းတဲ့ကြီးဖောင်းပွားနေတဲ့နိုင်ငံမှာလုပ်ငန်းတွေဖြစ်နေပြီးထုတ်လုပ်မှုကနည်းနေပေမဲ့လာဆာကမြင်မာနေပါတယ်။ဗီနီဇွဲလားနိုင်ငံသားတွေကသူတို့ရဲ့စွမ်းဆောင်ရည်လိုက်လာစာရတော့တာမဟုတ်ဘဲနိုင်ငံတကာကျင်းနယ်ဈေးနှုန်းပေါ်မှာမူတည်နေပါတယ် ဒါကြောင့်ပူကျိုးစားဖို့ဆရာထက်သမှုနေပါလာပြီးလူတိုင်းရဲ့ရည်မှန်းချက်ကလေကိုပြီးတော့လာစားကောင်းတဲ့အစိုးရယာတူးယူဖို့လက်ယူဖို့နဲ့အစိုးရရင်းနှံဝင်ငွေတွေကိုဘလို့ပို့ပြီးခိုးယူနိုင်မလဲဆိုတာကိုကြံစည်နေကြပါတယ်အစိုးရဟာလူမျိုးရေးအသုံးစရိတ်တွေများစွာသုံးဆွဲပြီးအလုပ်ကိုင်ပေးဖို့နိုင်ငံကော်ပိုရေးရှင်းတွေကိုငွေကြေးထောက်ပံ့ပေးခဲ့ပေမယ့်ဒီပိုင်းမျိုးစုံမဖြစ်ထွန်းမှုကြောင့်ပဲဗင်နီဇွဲလားလူမျိုးများစွာအလုပ်လက်မဲ့ဖြစ်နေသေးပါဒီလိုအလုပ်လက်မဲ့တို့မြန်မာတာရဲ့နိုင်ငံရေးတုံ့ပြန်မှုကိုတံပြန်ဖို့အတွက် တံပြန်ဖို့အတွက်အစားအသောက်ကုန်ဈေးနှုန်းတွေကိုအလွန်မင်းနေပါအောင်တတ်မှတ်ခဲ့ပါတယ်။ဒါကြောင့်ရုံးကန်တွေရတဲ့စိုက်ပျိုးရေးကဏ္ဍဟာအမြင်မရနိုင်နဲ့ဈေးနှုန်းတွေကြောင့်ပဲပိုပြီးတော့ခက်ခဲခဲ့ပါတယ်။ဗီနီဇွဲလားပြည်သူတွေရဲ့ပတ်စံပေါ်ထားတဲ့အမြင်တွေဟာလည်းဒီတူးကြတဲ့အခြေအနေတွေနဲ့လာရောညှိထွေးပြောင်းပုံပြက်လာခဲ့ပါတယ်။ဒီမိုကရေစီကျိုးပတ်မှုနဲ့အကျင့်ပြတ်ခြားစားမှု1960-1983ဗီနီဇွဲလားဟာနိုင်ငံရေးပါတီကြီးတွေကြောင့်သဘောတူညီမှုနဲ့ဒီမိုကရေစီကိုဒုတိယကျင့်ပြန်လည်စတင်မှုကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့အခြေအနေတွေကအရန်ထူးဆန်းနေပြီးရေနယ်ဝင်ဝင်ကားတဲ့အရန်များလို့နေပါတယ်ပြည်သူတွေရဲ့အခွန်ပေါ်မမီခိုတဲ့ဒီမိုကရေစီအားနိုင်ငံရေးတာဝန်ယူမှုတာဝန်ခံမှုနဲ့ကင်းကွာနေခဲ့ပြီးတမရကိုလည်းထိန်းချုပ်မရတဲ့အာဏာတွေပေးခဲ့တဲ့အတွက်အာဏာရှင်ဆန်တဲ့လမ်းကြောင်းကိုပဲလိုက်လေးရှိပါတယ်ကျိုးစားအားထုတ်မှုမလိုတဲ့စီးပွားရေးမှာစီးဆဲဥစ္စာလိုချင်စိတ်တွေပြင်းပြမှုကြောင့်နိုင်ငံရေးအဆောင်အဝါအဆင့်တိုင်းမှာအကျင့်ပြချစားမှုတွေနဲ့ကူးစက်ခဲ့ပါတယ်ဒီလိုတွေကြားတဲ့ကပဲဗင်နီဇွဲလာဟာစီးပွားရေးအရှင်အောင်နဲ့ဆက်လက်တိုးတက်နေခဲ့ပါတယ်နောက်ဆက်ခံတဲ့တမရတွေရဲ့ရင်းနယ်ကွန်မြူနတီစီကဝင်ငွေပို့ရဖို့ကြိုးပမ်းရာက1960ပြည့်လို့နေ့ဒီမှာ ကမ္ဘာပထမဆုံးရေနယ်သမဂ္ဂဖြစ်တဲ့ OBEC ကိုတည်ထောင်နိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့ရေနယ်စင်းနဲ့ထုတ်လုပ်မှုကိုရေနယ်ကုမ္ပဏီကမတတ်မှတ်နိုင်တော့ဘဲရေနယ်ပိုင်းနဲ့နိုင်ငံတွေကပဲတတ်မှတ်ခဲ့ပါတယ်။1983ခုနှစ်အောက်တိုဘာလမှာရေုံကေပါစစ်ပွဲမှာအနောက်နိုင်ငံတွေကအေဆွေးကိုထောက်ခံမှုကြောင့်အရှေ့လေပိုင်းရေနယ်ထုတ်လုပ်တဲ့နိုင်ငံတွေကရေနယ်တင်ပို့မှုလုံးဝရပ်ဆိုင်းလိုက်တဲ့အတွက်ကမ္ဘာရေနယ်ဈေးကွက်ကိုထပ်မံလှုပ်ခါခဲ့ရပါတယ်။ရင်းနှီးစရာဒဂါလန်ကိုဒေါ်လာ14ဒေါ်လာထိရုတ်တရက်ခုန်တက်သွားပြီးဗင်နီဇွဲလာဟာရင်းနှီးအမြန်ဆုံးသုံးဆရှိလာခဲ့ပါတယ် ရခိုင်ရင်းနယ်ဝန်ကြီးကောင်ပီရက်စ်အယ်ဖွန်ဆိုကဒီဒေါ်လာ၁၀ဘီလီယံကငါတို့ကိုဖျက်ဆီးလိုက်ပဲလို့သတိပေးခဲ့ပါတယ်။ဒီအရင်းအီးတောင်ကြီးဟာဒီလိုသိငယ်တဲ့နိုင်ငံအတွက်စုပ်ယူနိုင်စွမ်းမရှိလောက်မေးများပြနေခဲ့တဲ့အတွက်ဗင်နီဆွဲလာဟာလီမြက်စွာရေးပေါ်အခြေအနေကိုရောက်ရှိခဲ့ပါတယ်။ငွေကြေးများပြမှုကြောင့်မေထိန်းချုပ်နိုင်တဲ့ငွေကြေးဖောင်းပွားမှုဖြစ်လာမှာကိုအစိုးရရရှိတွေကစိုးရင်ခဲ့ကြပါတယ်။ငွေကြေးဖောင်းပွားမှုအရှိန်မြင့်လာခြင်း1984-1989တမနာပီရက်စွာ လောကလာစာအားလုံးကိုတိုးမြင့်ခဲ့ပြီးတော့လူမှုရေးအသုံးစရိတ်တွေထဲကိုပတ်စံတွေထည့်ထည့်ခဲ့ပါတယ်အစိုးရကလည်းဖြစ်နေတဲ့များနေရာတိုင်းမှာအလောက်ကန်ဖန်တီးဖို့တာဝန်ပေးခဲ့ပါတယ်ဥပမာအများသောရေချိုးကန်နဲ့ဒယ်လီကားတိုင်းမှာဝန်တန်းခံထားဖို့ဥပဒေနဲ့တတ်မှတ်ခံခဲ့ရတဲ့အထိပါပဲဒါပေမဲ့ငွေကြေးဖောင်းပွားမှုကမြင့်တက်လာပြီး1994ခုနှစ်မှာတနည်းကိုစနစ်ရာဂိုင်းလုံးတီရရှိခဲ့ပါတယ်ဗင်နီဇူလာလူမျိုးတွေကဘန်မာပတ်စံထားတာကအများဆုံးငွေဆုံးရှုံးခဲ့တဲ့နီလန်ပဲလို့သိလာကြပါတယ်ဘန်ငွေတွေကို ချင်းဝင်နှုံထားနေနေကြနေအောင်ထိန်းထားဖို့အတင်းကျပ်ဖိအားပေးခဲ့တဲ့အတွက်ငွေစုရထက်ပတ်စံသုံးထားတဲ့ချင်းဝင်ယူရကပိုထိပ်ပဲရှိလာပါတယ်။ဗီနီဆွေးလာရဲ့လူလက်တန်းစားဟာလူဦးရေ58ရာခိုင်နှုန်းထိများပြားလာပြီးလူတိုင်းနှိပါဟာအရင်ကတည်းပုံမကျွေးပွားလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့စီးပွားရာချိနေနေတဲ့အခြေခံပေါ်မှာတိစောက်ထားတယ်ဆိုတော့နားလေသူနေပါလာခဲ့ပါတယ်။အစိုးရရေနံဝင်ဝင်ပိုရှန်နာကိုစုဆောင်းဖို့ရေမုံငွေတစ်ခုပန်တီးဖို့ကြိုးစားခဲ့ပေမဲ့ဒါနောက်ပိုင်းခေါင်းဆောင်တွေတော်တော်ငွေစုဖို့တပွဲဖြစ်ခဲ့ပါတယ်။အစိုးရဝန်ထမ်း3သိန်းထိတိုးလာခဲ့ပြီးလောကလာစာမြင့်တက်လာတဲ့အခါမှာ ကုမ္ပဏီတွေကိုလုံသမားထုတ်ပြခြင်းကိုတားမြစ်တဲ့ဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။အကြီးဆုံးကုမ္ပဏီတွေကအမြန်ဆုံးရဖို့အစိုးရရဲ့ရော်တဲ့ထောက်ပံ့ငွေတွေပေါ်မှာမိကိုလာချပြီးလုပ်ငန်းငယ်လေးတွေကလည်းလေးမြန်စွာဒေဝါလီခံသွားကြပါတယ်။တမနာရေးတဲ့လုပ်ငန်းကိုနိုင်ငံပိုင်ပြုပြင်ရေးကိုဥတီခဲ့ရမှာနိုင်ငံခြားကုမ္ပဏီတွေကရင်းနှီးမြှုပ်နှံမှုကိုရပ်ဆိုင်းခဲ့ပါတယ်။1980ပြည့်လုံနေ့တွေမှာရင်းနှီးစင်းတို့နဲ့ရုတ်တရက်ကြဆင်းသွားတဲ့အခါမှာအကြက်တဲတွေစတင်ခဲ့ပါတယ်။ဈေးပွားရေးကိုလေပတ်စီတဲ့ဒေါ်လာစီးဆင်းမှုခန်းချောက်သွားရာတမနာဂင်းသက်စာ1983ခုနှစ်ဖေဖော်ဝါရီလ18ရက် Black Friday မှာ Bolivar ကိုတံပိုးကြီးကျယ်ဆုံး short ချခဲ့ပါတယ်။ နေချင်းညာချင်းလိုပဲလူနေမှုစရိတ်တွေလက်လန်းမမီအောင်မြင့်တက်ခဲ့ပါတယ်။ကမ်ပိစာငွေကြေးထိန်းချုပ်မှုကိုပြန်ချမှတ်ပြီးရီကက်တီကိုဖန်တီးကငွေလဲလဲနှုံးနှမျိုးကိုတတ်မှတ်ခဲ့ပါတယ်။ရင်းနှီးစင်းများနေချနေပြီးတော့ငွေကြေးဖောင်းပွားမှုမြင့်တက်နေတဲ့အတွက်ငွေတန်ဖိုးကြမှာစိုးရင်ပြီးငွေစုချင်းကိုရောင်းချင်လာပါတယ်။အစိုးရမူဝါဒကြောင့်ပဲအကျင့်ပြတ်ချစားမှုလက်ပေးလက်ယူမှုနဲ့မှောင်ကိုဈေးကွက်ကိုပုံမအားကိုလာကြပါတယ်။1989ခုနှစ်မှာစီးပွားရာဇယကန်တို့ကျုံသွားခဲ့ပြီးတမရဟာစီးပွားပြပြမှုကိုရည်တက်မှုပြင်းထန်တဲ့စီးပွားမူဝါဒတွေကိုချက်ချင်းလှုပ်ဆောင်ခဲ့ပါတယ်။သူဟာခွန်များရက ဒက်စီစည်းများမြင့်တင်ပြီးတော့လူမှုရေးအသုံးစရိတ်ကိုဖျက်ချောက်ခဲ့ပါတယ်။မွေကြီးတံမိုး60ရာခိုင်နှုန်းဆုံးရှုံးပြီးတော့ဒက်စီစည်းနှဆဖြစ်သွားတဲ့အတွက်အကြမ်းဖက်ဆန္ဒပြမှုတွေပေါ်ပေါက်ကလူရပောင်းများစွာတည်ဆုံးခဲ့ပါတယ်။1981ခုနှစ်မှ1989ခုနှစ်တွင်ဆင်းရဲနှံပါမှုရာခိုင်နှုန်းဟာဈေးစားကျုပ်တိုးတက်လာခဲ့ပါတယ်။အစိုးရအချင်းပြချာဆောင်မှုတွေကိုလူတွေရှင်းရှင်းလင်းလင်းမြင်လာရပြီးအာဏာရှင်ကောင်းဆောင်တွေလက်အောက်မှာဘဝပိုကောင်းတယ်လို့ခံယူလာကြပါတယ်။ဒါကြောင့်1992ခုနှစ်မှာ ဟိုဂရှိဖစ်အမေရှိတဲ့လေဒီတက်တာတို့ကဒီမိုကရေစီအစိုးရကိုဇေယျအာဏာသိမ်းရန်ကြိုးပမ်းသောအခါမှာလူအများကအားပေးထောက်ခံခဲ့ကြပါတယ်။ဟိုဂရှိဖစ်ခေတ်စီးပွားရေးပုံပြချင်း1992 2019 1992 2019နဲ့အာဏာသိမ်းရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပေမယ့်ဟုတ်ကွာဇယန်သားရိုက်အတွက်သူရဲကောင်းဖြစ်လာပြီးတော့နောက်ပိုင်းမှာလွတ်မြောက်ခဲ့ပါတယ်။နောက်၆နှစ်တွင်မှာဗလုံငန်းအကျက်တဲဖြစ်ပွားက GDP ရဲ့၁၇ရာခိုင်နှုန်းဆုံးရှုံးပြီးတော့ငွေကြေးဖောက်မှမှု၁၀ရာခိုင်နှုန်းကျော်ခဲ့ပါတယ်။ ဒေယာယာကန်တို့ကြောခဲ့ပါတယ်1998ခုနှစ်မှာရှေးဖြစ်စွာတမရဖြစ်တဲ့ရွေးကောက်တင်မြောက်ခံရပြီးဖွဲ့စည်းပုံအခြေခံဥပဒေသေးရေးဆွဲကနိုင်ငံကို Bolivarian Republic of Venezuela လို့မိပြောင်းခဲ့ပါတယ်သူကမြေယာသိမ်းယူခွင့်နဲ့ရေနံလုပ်ငန်းမှာနိုင်ငံတော်ရဲ့ပုံကြီးမားတဲ့ခဲကန္တာကိုဥတီတဲ့ဥပဒေတွေပြဋ္ဌာန်းခဲ့ပါတယ် BTVS ရေနံကုမ္ပဏီကနိုင်ငံပါပြီးမဲ့လွတ်လပ်စွာလဲပတ်နေတာကို JVS ကမကြိုက်တဲ့အတွက်ရေနံလုပ်ငန်းမှာအတွေ့အကြုံမရှိသူသူ့လူတွေကိုခန့်အပ်ခဲ့ပါတယ်ဝန်ထမ်းတွေကစာနာပြတာကြောင့် ်ချီဖစ်ကိုအနာသိရင်ကျူပတ်မှုဖြစ်ပွားခဲ့ရာဝင်တဲ့နှောင်းနီးပါးအလုထုတ်ခဲ့ပြီးတော့နိုင်ငံတော်ရဲ့ရန်သူလို့သတ်မှတ်ခဲ့ပါတယ်။နှောင်းပြစ်လို့နေ့ဒီမှာရင်းနှံစင်းတော့600ဂိုင်းတုံးထိ600ရာဂိုင်းတုံးထိမြင့်တက်လာခဲ့ပြီးမယ်။သူဟာရင်းနှံဝင်ငွေပိုရှင်မှုတွေကိုမစိုးစောင်းဘဲဆိုရှယ်လစ်စီစဉ်နေအတွက်သုံးစွဲခဲ့ပါတယ်။သူဟာစားစာအိမ်ယာနဲ့အလုတ်ကန်တွေကိုထောက်ပံ့ပေးခဲ့ပြီးမှကျူပတ်မှာဇာဝင်တွေကိုခေါ်ယူခဲ့ပါတယ်။နိုင်ငံသားတွေရဲ့ဘဝအရည်အသွေးတည်တည်တသာမြင့်မားလာခဲ့ပြီးဇေကန်ပစ္စည်းတွေကိုဝယ်ယူကာတက်စီကိုခမဲ့နေပါသုံးဆဲခဲ့ပါတယ်။ဂျေဖစ်ဆာ အဓိကစက်မှုလုပ်ငန်းတွေကိုနိုင်ငံပိုင်ပြုလုပ်ပြီးနိုင်ငံခြားကုမ္ပဏီများပေါ်အခွန်များတိုးမြင့်ခဲ့ကာစီးပွားရေးပြဿနာများဟာနိုင်ငံခြားသားအရင်းရှိများကြောင့်ဖြစ်တယ်လို့စွပ်စွဲခဲ့ပါတယ်။ JV Square လို့ဒီမှာ Venezuela ဟာကမ္ဘာပေါ်မှာရင်းနှီးအမြတ်ဆုံးအများဆုံးရတဲ့အစိုးရဖြစ်ပေါ်နေပြီ။သို့တော်လည်းသူဟာရင်းနှီးဝင်ငွေမစုဆောင်ပေးနဲ့ဖောင်းပွနေတဲ့နိုင်ငံပိုင်ကုမ္ပဏီတွေဆက်ထူထောင်ခြင်းနဲ့ကုန်ထုတ်ဆန်အားမြင့်တင်တဲ့စီးပွားရေးမူဝါဒများမချမှတ်ခြင်းတွေကိုပဲလှုံ့ဆော်ခဲ့ပါတယ်။ဒေါ်လာစည်းစိမ်မှုကိုကန့်သတ်ခြင်းက မောင်ကိုဈေးကွက်ကိုပုံမအားကောင်းလာစေခဲ့ပါတယ်ဗင်နီဇူလာလူမျိုးတွေကငွေကြေးဖောင်းပေါမှုကြောင့်ငွေပိုချေပြီးပစ္စည်းဝယ်ဆိုခြင်းအစားအစာရှားပါတော်လေဂျူဒူတီဗီနဲ့အလားပါခွဲစိတ်မှုများကိုပြုလုပ်ခြင်းစတဲ့ပုံပြသောငွေကြေးအမြင့်များရရှိခဲ့ပါတယ်၂၀၁၈ခုနှစ်နဲ့၂၀၁၄ခုနှစ်မှာရင်းနှီးစည်းများကြာဆင်းတဲ့အခါမှာဗင်နီဇူလာဟာအစားအစာနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုတင်သွင်းနိုင်စွမ်းမရှိတော့ဘဲစီးပွားရေးပြိုလဲခဲ့ပါတယ်တန်းနဲ့ချီတဲ့လူတွေထွက်ပြေးလာခဲ့ပြီးအများစုမှာငတ်မုန်နေခဲ့ကြပါတယ်၂၀၁၉ခုနှစ်မှာငွေကြေးဖောင်းပေါမှု 6500ရာခိုင်နှုန်းထိရောက်ရှိခဲ့ရာခေတ်သစ်တမိုင်းမှာတော့အကြီးမားဆုံးစီးပွားရေးကျဆင်းမှုဖြစ်ပါတယ်။ဗင်နီဇွဲလားရဲ့အဖြစ်ကပတ်စံများလုံးချင်းကိုမှားယွင်းစွာတုံးဆွဲခြင်းဟာလုံးဝမရှိခြင်းတဲ့ပိုဆိုးစေတဲ့အချက်ကိုတတိပေးနေခြင်းပဲဖြစ်ပါတယ်။ကြီးစုပြီလို့ကျေးဇူးတင်ပါတယ်။